အားလုံးပဲမင်္ဂလာပါရှင်။တိန်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယမခင်မျိုးချီရေးသားတဲ့ဆန္ဒလရာသီပန်းများနဲ့ပွဲတော်များစာအုပ်ထဲကဝါကောင်လာရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ဆီယမကစာအုပ်လေးရဲ့အစာမှာဖိုးသူတော်ဦးမင်းရဲ့ကြပြားလေးတွေနဲ့ဏီတန်းစာထားပါတယ်ရှင်။ဝါကောင်လာပွဲ ထက်အာကာပုံစွန်းကတောက်ထွန်းလို့ထိန်ဝါတရဝွန်ငွေကျဲမင်းလင်းတဲ့ချိန်ခါလင်းငင်းငယ်လာတိတ်ရာဒီမို့ရှူတိုင်းငယ်ပင်ညာကပန်းခတ်တာဝတ်မုံကျင်းတဲ့တင်းပြန့်လှိုင်းလို့ဝါစုဝါကောင်းရည်ရည်ကြည်လို့တပြေသီးမယ်ကောက်စုွယ်မိုးရင်းကာလာတကယ်ရောက်လာပြီဖြစ်၍တောင်သူလေသမားတို့အလုံများသောအချိန်ဖြစ်သည် လဲခွင်းလဲခွင်းများထုံရက်၍စပားတို့ပြောင်းရွှေ့ဆိုင်ဖို့အစဉ်သင်ဖြစ်နေသည့်အချိန်လည်းဖြစ်ပါသည်မြို့နေလူတို့အတွက်ကအနှက်ရောင်ကတရားလမ်းမများဝဲရှင်တို့ဖြင့်ချုံးမှုဆွဆူနေသည့်မိုးရင်ကာလကိုဘလုံးမသဘောမကြနိုင်ပါတဲထန်သောမိုးဒီမိုးပေါတို့ကဖိုတီသွားလာနိုင်မှုအခွင့်အရေးမပေးပါ အပြင်မှာတိတ်သဲစွာရွာသုံးနေသော မိုးရေစံများကိုပြတင်းပေါင်းမှငေးကြည့်ရေတွက်နေုံမှတပါအခြားမရှိပြီးကျေးလက်တော်ရာတို့တွင်သာမိုးရင်းကာလ၏လှပမှုကို တွေ့မြင်ခံစားနိုင်သည်မြို့ပြင်ကအဆုံးမရှိလဲဝင်းပြင်းများမှာကြမ်းတမ်းသောမိုးရေပေါင်းများက တက်ဖြောက်ဖြောက်ရိုက်ခတ်နေသည်ကို တွေ့ရသည် မိုးရေကျဲတောက်သွားသည့်အချိန်ဝယ်တချို့သောတပင်များက လေကိုင်းတံဖြင့်တဘာဝရှုမျောခွင်းကို အုံမိုးနေကြသည် လက်ကတဲ့ရိုးတလျှောက်မှာစီ လင်းခွေးများဖြင့်တီးမှုန်သည်ဆိုနေကြသူလူငယ်များ၏ဒေသန်သည်ကောက်ဆိုင်သမများနှင့်အတူထွက်ပေါ်လာကြလေသည် ထိုလူငယ်လေးများမှာထုံရက်သည့်အလုတ်ကိုကြေပြွန်စွာလှုပ်ဆောင်ပြီးဖြစ်၍လယ်သူမလေးများအားဂီတတီးမှုန်ကိရိယာများဖြင့်ဖျော်ဖြေနေကြခြင်းဖြစ်လေသည် သူတို့ဆောင်ထားသည်ကထမ်းရွက်ဖြင့်ပြုလုပ်သောကြေပြန်းသည့်ခမောင်များဖြစ်ပါသည် လူငယ်လေးများကိုကြည်ရသည်မှာရဲရဲရင်ရင်နဲ့ဖြက်ဖြက်လက်လက်ရှိလာသည် သူတို့စောင်းထားသောအုတ်ထုံနှင့်တီးမုန်သောဒုတိယပစ္စည်းများကိုဆေးရောင်ဗပွားများဖြင့်နှာပစွာစင်ရင်ထားသည် သူတို့တီးသောဂီတသည်မိုးမရွာမီခြုံသောမိုးကြိုးသားများကိုဖော်ညွှန်းလေသည် သူတို့ဆိုသောတေသချင်းသည်ပျော်ရွှင်စရာနှောက်စရာဖြစ်လေသည်နားစင်ွယ်စင် မောက်စီတန်ကျေးစီရဲ့နှင့်နားကဲ့၍စင် တခါတရံကောက်ဆိုင်သမားလေးများဤတုံ့ပြန်မှုကတိတ်တော်မဟန်ကြီးချစ်ပါတဲ့ကြိုက်ပါ လူပြိုတွေလေကတဲ့င်းကပြင်းတိုင်းနေတိုင်းလားမချစ်သားလို့နေပါသေးတယ်မကြိုက်သားလို့နေပါသေးတယ်နှမလေးကိုမအားတဲ့ရဲစားနေလေး ကောက်ဆိုင်သမားကလေးများမှာမိုးတဲ့လေတဲ့ရွှွန်လွန်တဲ့ဝဲအလုတ်လုတ်ကြရပြီးသူတို့ဝတ်သောအဝတ်အစားများမှာကိုယ်တိုင်ရံအကြမ်းခံအထည်များဖြစ်ကြတော့လေအောက်ပါတေးတခြင်းလေးကမိမသဘာဝအလားအပကိုလှလူမရှူနိုင်ကြသည်ကိုဖော်ညွှန်းထားလေသည်ဝါဝါတနခါခောက်ကိုလာကြောက်ပြင်မာတင်လဲဝင်းပြင်မာလေတနခါအနှစ်ကိုသွေးလင်းချေလို့အလှစင်ရင် မြန်မာအမျိုးသမီးကြီးငယ်မြမရွေးတို့ဤအလားအပလိုအပ်ချက်များကြားတွင်တခုသောအရာကတနခါအခောက်ဖြစ်လေသည်တဏ္ဍာကအခောက်ကိုတွေး၍ရလာသောတဏ္ဍာကအနှစ်သည်အသားအရည်ချုံမွန်ရန်လိမ့်ချေသောမိတ်ကပ်ဖောင်ဒေးရှင်းပင်ဖြစ်လေသည်ဘဲကောက်ဆိုင်တမကားမှသူတို့မျက်နာကိုရှားသည့်ဥဒုဒံကာကွယ်ဖို့လဲဟုတ်လှပဖို့လဲဟုတ်သည်တဏ္ဍာကမတင်မဲလဲခွင်းနေသွားလိမ့်မရှိပါ တင်းတချင်းတိမုတ်တီဆိုကြသူ လူငယ်များကတနခါကိုမျက်နာပေါ်ထူလပိန်လိန်ထားကြသည့်မိန်ကလေးများရီးစားရှိမရှိအိမ်မကလေးတွေတို့လိုတွဲလောင်းကြံခဲ့မည်ကို သူတို့သိနိုင်မည်လေတေးတချင်းဆို၍ဇောဒကတက်လေးသည် ထိုအမနာပါတခြင်းကိုကောက်ဆိုင်သမားလေးများကယခုလိုခက်နာနာပြန်နှံ့ကြလေသည်လေကတင်းပေါ်ကအိုးစီဒုဘတ်တီးသူတို့ရဲ့မိန်ကလေးမိန်းမတွေစီပြန်မာတော့မျက်စီစပင်မွေးဆူလှပေါစောင်းချိန်နောက်ပြောင်တီဆိုမှုများအပြီးဝဲလူငယ်များက အခုလိုနုနုညံ့ညံ့တီဆိုကြပြန်လေသည်ပူပြင်းလာတဲ့နေရောင်ကနှမလေးပေါ်ရရက်ဆက်ဆက်ကြလေတဲ့လုံမပြူတို့ရဲ့ကောက်ဆိုင်ပွဲ ပြင်းထန်လာသောနေရောင်ကညတောင်မှုကင်းစွာကောက်ဆိုင်သမားလေးတို့၏ဘောသူကြရောက်နေလေသည်ကောက်ဆိုင်သမားလေးများကဤသို့တုံ့ပြန်ကြလေသည်မင်းကိုဘောကခြုံလွားရဲ့နှမလေးဘောအုပ်မိုးကောက်ဝဲပေးပေရောစပါးခင်းတို့သည်လည်းတိတ်လက်တော်ရွာဤဘဝနှင့်မျောလင်းချက်ဖြစ်လေသည် အောင်မြင်သောကောက်ရိပ်ပွဲများတွင်ဖြစ်ပေါ်လာသောအခါတောင်သူလက်သမားများ၏အတွေ့၌အလှူပြုကြဟန်ဟုခံစားလာရသည် သူတို့ဤသားများမြေကြီးကလေးများကိုယဟန်ကိုရင်ပြုပေးယုံမက အိမ်ကိုပြုပြင်မိုးမှန်စွာအမတ်တရားပွဲများပြုလုပ်ခြင်းပါက အလူအတန်းများလဲပေးကြလေတော့သည်မြမစိတ်နေစိတ်ထားတဲ့တွင် အမြင့်ကျွယ်နေသောအရာဒီကမြတ်စွာဘုရား၏ဟောကြားချက်ဖြစ်သောဘဝ၌ကောင်းမွန်စွာနေထိုင်ခြင်းကြောင့်ယခုကဲ့သို့ကောင်းကျိုးချမ်းသာကိုခံစားနိုင်ပေသည်ဟုသောအချက်ဖြစ်သည် ဗုဒ္ဓဘာသာလူမျိုးတိုင်းမြတ်စွာဘုရား၏တရားတော်အရာကြင်ကြံနေထိုင်လျက်ရှိကြသောယဟန်တန်ခါများကို နေ့စဉ်စွန်ဟင်းများကလူချင်းဖြင့်ထုတ်ကုသူတရားရဖို့ယံဖော်ဆောင်ရာရောက်နေပေသည်။ ဝါကောင်လာသည် အလှူတိုင်းပေးသောကာလတစ်ခုလည်းဖြစ်သည်မြမအထုံးတန်းစင်လာအရာအဖွဲအစည်းလိုက်ကိုတက်နိုင်သည်၍ယဟန်တန်ငါတော်တို့ဤတပိတ်တစ်ခုတုံမဟုံထိုးထပ်ပေါ်သောတပိတ်တို့ကိုတာဝင်ယူလူတန်းကြလေသည်တပိတ်တစ်ခုစီတွင်စုံနှင်းဟင်းလျာများအပြင်အချိုးပွဲများဖြင့်ပြည့်စုံစွာရှိနေပေသည်ယဟန်တန်ကများကထိုတပိတ်တို့ကို လက်ခံရယူကြလေသည် ယဟန်တန်ငါတို့လက်ခံရယူသောထိုတပိတ်သည်မိမိတပိတ်ဖြစ်ခြင်းဖြစ်မည်မဖြစ်မည်မတည်ပေထိုမြသာမကတပိတ်တစ်ခုစီမှာကန့်ဆန်းစရာလဲပါနေပေသည်ကန့်ထူ၍ငွေချင်းများလဲတပိတ်ထဲကရရှိနိုင်သည် ထိုရရှိသောငွေများကိုအသုံးပြု၍ကုသိုလ်ကောင်းမှုများကိုစင်ပွားရယူနိုင်လေသည် ထို့ပြင်ထုံငွေများနှင့်မိမိကိုယ်ပိုင်ငွေများပေါင်းထည့်ကအရေးပါသောအသုံးတည်မှုများလည်းဖြစ်နိုင်ပါသည်။တပိတ်ကလူရသောအဖွဲသည်ညော်စရာကြည်နူးစရာအတီဖြစ်လေသည်။ထိုပွဲတော်ကို မဟာဒုတ်ပွဲဟုခေါ်လေသည်။အီဇလန်မှာမြတ်စွာဘုရားရှင်လက်ထက်ကမဟာဒုတ်အမည်တွင်သောသူမှစလေသည်။ဇလန်ကဤသို့ဖြစ်ပါသည်။ မဟာတုတ်မှာသူစင်းရဲတူဖြစ်ပြီးကောင်းမှုကုသိုလ်ပြုဖို့ရံမေမစွမ်းနိုင်သူဖြစ်သည်တနေ့တနိုင်သူနေသောမြို့မှာမြတ်စွာဘုရားရှင်နှင့်ယဟန်တန်ဃာတော်တို့ဆုံးကပ်ကပ်လူယံဖိတ်ကြလေသည်တက်ဦးစီသည် ကိုတရာတရားထက်တန်းသည်၍ကိုတက်နိုင်သမျှတန်ဃာအပါသို့မဟုတ်တပားထက်ပို၍ဆုံးဟင်းအလူအတွက်တာဝန်ယူနိုင်ကြလေသည်မဟာတုတ်စင်းရဲသားမဟာတုတ် ူဒီလေတန်ခါတပားကိုပင်ဖိတ်ဖို့စိတ်ပိုင်းပြတ်ထားနေသည်သူနှင့်သူ၏ဇနီးတို့သည်ထိုအလှူပွဲကိုဝင်ရောက်ဆင်နွှဲဖို့ရန်အလုတ်ကိုစူးစမ်းလုပ်ကြနေသည်ချင်းခွေရင်လည်းတချင်းတကြောကြောနှင်ပင်ဖြစ်သည်တတိကဘနဲ့ကြောင့်သူတလောက်ရှင်မြူးနေတယ်လေဟု တအံတိုက်အောင်းမေးရမဟာဒုက္က သူတန်ဃာတပားအတွက်စွန့်ဟင်းကလူသည်ရှားပါလာသည့်အလူတော်ကိုပါဝင်ဆင်နွှဲရတော်မူဖြစ်၍ဤများလောက်ပျော်ရွှင်နေရခြင်းဖြစ်သည်ဤသို့သော လူထုလူဆန်းတို့တွေ့ရသည်မှာနှလုံးပီတိဂွန်းစီချီတကယ်သို့ဖြစ်ရသောကြောင့်တထေကစွန့်အလူအတွက်အကောင်းတကအကောင်းဆုံးဆန်းကို မဟာဒုတ်အားပေးလိုက်လေသည်မဟာဒုတ်ဤဇနီးသည်လေစဘာပြစဘာထောင်းဤတချင်းတအေးအေးနေဖြစ်လေသည် တတိကတော်ကဆင်းရဲသူမ၏အလူအတွက်ပျော်ရွှင်ချမ်းမြေနေမှုကိုသိရသောအခါစီဦးထောပတ်ကဲ့သို့သောဟင်းလျာချက်ဖြုတ်ဘွေရာတို့ကို ပေးလိုက်ပြန်လေသည်မဟာဒုတ်တို့ဇနီးမောင်နှံနှစ်ဦးတို့သည်ရလာသောဇန်နှင့်ဟင်းချက်စရာတို့ဖြင့်လူဝဲဝိထုတို့ကိုရအပ်ပေးပြီးဟုနှစ်သက်ရွှင်လန်းစွာဖြင့်ဟင်းချက်ဖို့ရန်ပြင်ဆင်သည် သူတို့နှစ်ဦးဤစေတနာတရာတရားပြင်းထန်မှုကြောင့်နတ်ဘုံနန်းနန်းအရှင်သခင်တရားမင်းမင်းမထေမရှားစင်ရသားအသွင်ဖြင့်မဟာဒုတ်တို့ချက်ပြုတ်ခြင်းအတွက်ပါဝင်ကူညီရလေသည် တကောအဋ္ဌိပတ်ကြီးမာလာသည်နတ်ဘုံနန်းနန်းအရှင်သခင်မင်းဖြစ်လေကစားကုသိုလ်ကောင်းမှုတွင်ပါဝင်ရယူရန် စိတ်အားထက်သန်လျက်ရှိသည်လူအများတို့ကရောက်လာသောယဟန်တို့အား ပင့်ဆောင်ရသော နေရာတို့အချင်းတွင်မဟာဒုအမည်သည်စည်ရင်မတင်ပဲကြံနေခဲ့သည်ကို တွေ့ရသည်စည်ရဲသောမဟာဒုမှာထက်လာသောလှံဖြင်းရှင်ဝါကို ထိုးစွာပုတ်ခတ်ခံရပြီးတကယ်သို့ခံစားရရှာလေသည်ငါသည် ရှေ့အခါကာလကကုသိုလ်ကောင်းမှုမပြုမိဘူးသောကြောင့်ယခုကဲ့သို့စင်းရဲရသည်ယခုဤဘဝတွင်သာမကနှောင်လာပြီးဘဝများစွာမှာပင်လျင် ငါသည်ဆင်းရဲသူဖြစ်တော်အံဟု အတွေးဝယ်ခံစားရသည် မဟာတို့မတိသည်မှာဤကောင်းမှုပြုရန်အတွက်ကြိုးပမ်းနေသောသူဤအာထုံမှုတရားတရားနှင့်စိတ်ကောင်းစေတနာတို့သည်ပင်လျင်သူမှာထူးကဲမွန်မြတ်လာသည်ကုသိုလ်ဒုရရှိနေပေသည်ဟုသောအချက်ပင်ဖြစ်သည်ဤနေရာ၌တရားမင်းကအဓိကခံမှပါဝင်ကပြထားသည်ယဟန်တန်ဃာတော်များဝိင္ကရေးအတွက် တကြားမင်းဤဖန်တီးမှုဖြင့်မင်းရော်ကြံ့ရိတ်ခဲ့သူတပားရှိနေပေသည်ဤသူသည်ကပင့်ပိတ်ခြင်းမခံရသေးသူမြတ်စွာဘုရားပင်ဖြစ်နေသည်မဟာဒုတ်သည်ကြောင်းတော်သို့သွား၍မြတ်စွာဘုရားထံတပိတ်တော်ကိုချီးမြောက်ပါရန်လျှောက်ထားရာဘုရားရှင်ကိုယ်တိုင်ကလက်ခံလိုက်လေသည်ဤတွင်က ကြီးစွာသော ရုပ်ရုပ်တက်တဲ့ဖြစ်မှုများဖြင့်အိမ်ရှိမင်းတထေးတကြွယ်အပေါင်းတို့သည် မဟာထုတ်တန်လိုက်ပါက အချင်းမဟာတို့ငါတို့ကတပိတ်တော်ကိုပေးလို့တင်အားဤများလောက်သောအတပြားရွှေငွေကြောက်တံပရများကို ပေးကုန်အံဟု ပြော၍တောင်းယူကြသည်တို့တော့မဟာဒုက္ခထိုသူတို့ပေးအပ်ကုန်သောဥစ္စာတို့ကိုစိုးစင်းမြအလိုမရှိ သူကမြတ်စွာဘုရားကိုပင်ဆောင်ခွင့်ရပြီဖြစ်၍ပျော်မဆုံးဖြစ်နေပေသည်မြတ်စွာဘုရားသည် မဟာဒုက္ခလူတန်းသောအာဟာရတို့ဖြင့် စွန့်ကိစ္စပြုပြီးဖြစ်၍မဟာဒုံဤကုသိုလ်ကောင်းမှုတို့ကို အနုမောဒနာပြုလေသည် မဟာဒုံဤကောင်းမှုတွင်ပါဝင်ခဲ့ရခဲ့သောတရားမင်းသည်ကုသိုလ်ချင်းမြောက်ချင်းခံရပေတော့သည် တရားမင်းသည်ကောင်းကင်မှ ရေတနာခုနှစ်ပါးဖြစ်ပြီးသော ရွှေငွေမိုးကြီးကိုမဟာဒုတ်ဤချံဝင်းတွင်သို့ရွာချပေးကတက်အိမ်လုံးပြည့်စေသည်မြတ်စွာဘုရား၏တရားတော်ကိုယုံကြည်ကိုးကွယ်စည်းကမ်းလျက်မဟာဒုတ်သည် အသက်ရှည်သမျှကာလပတ်လုံးတည်လျက်ကောင်းမှုကိုပြုသည်မဟာဒုတ်သည် သူတတန်းအစုံ၌နှက်ပြီးနောက်ဖြစ်လေသည် မဟာဒုတ်အကြောင်းကမြန်မာဗုဒ္ဓဘာသာလူမျိုးများအကြိုက်ဖြစ်လေသည် မိမိကုသိုလ်ပြုကျင့်သောဆန္ဒရှိသည့်ဆင်းရဲတကဆင်းရဲသူဝင် ဖြစ်လင်ကစားကုသိုလ်ကောင်းမှုပြုခြင်းဖြင့်တီးထက်မြင့်မြတ်သောနေရာသို့တက်လှမ်းနိုင်ပေသည်ဟုမျှော်လင့်လိုရသည် ထိုအကြောင်းကို ပြဇာတ်များအဖြစ်ဇက်ခုံပေါ်တွင် ကပြကြသည်ဖျားပရဝုံတွင်ပကြီကားများရုပ်ထုများဖြင့်လည်းဖုံညွှန်းထားကြသည်ကို တွေ့မြင်နိုင်ပါသည်။ ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့မှာမယ်။ကျမတို့ရဲ့သင်ကတုသမီး channel ကနေပရိသတ်များအတွက်သုတရတရားပွဲရာစာအုပ်စာပေတွေကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါကြရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။